ဒီခန်းသားကြီးရဲ့မန္တလေးမြန်းတော်ကြီးကိုကြည့်လိုက်ပါမြမဘရင်တွေစိုးစံနေတဲ့နေရာတံခိုးဖျက်မရတဲ့သမိုင်းတွေရှိခဲ့တဲ့နေရာဒါပေမဲ့ဒီမြန်းတော်ကြီးတွေကနေတခြားနေရာကိုရှေ့ပြောင်းခံလာရတဲ့အဆောက်အဦတစ်ခုရှိပါတယ်ဆိုတာသင်သိပါသလားနန်းတော်ရဲ့ရွှေခန်းဆောင်တစ်ခုကဘုံကြီးကျောင်းတစ်ကျောင်းဖြစ်သွားခဲ့ပါတယ်ဘာလို့လဲနန်းတွင်းကနေအပြင်ကိုဖယ်ထုတ်ပြရလောက်ဒီအဆောက်အဦမှာဘာတွေလျှို့ဝှက်ချက်တွေရှိနေတာလဲကျွန်တော်တို့ရဲ့ဘလော့ဒီမှာအဖြေရှာကြည့်လိုက်ရအောင် ရွှေနန်းတော်ကျောင်းဆိုတာဘာလဲအရေးကြီးဆုံးချက်ကတော့ဒီကျောင်းတော်ကဖုန်းကျောင်းဖြစ်မှုတိစောက်ခဲ့ပါဘူးအမှန်တကယ်တော့ဒါမင်းတို့မင်းကြီးနဲရဆန်ကြီးအထိနေထိုင်ခဲ့တဲ့နန်းတော်တွေကကိုယ်ပိုင်မှန်နှန်းဆောင်ရဲ့မြောက်ဘက်အဆောင်ဘရင်အိတ်ဆက်ရဆောင်ဖြစ်ပါတယ်ဒီရွှေနန်းတော်ကျောင်းကအရင်တော့ကဖုန်းကျောင်းမဟုတ်ပါဘူးအရင်တော့ကဘရင်အိတ်ဆောင်ဖြစ်ခဲ့ပါတယ်ဘယ်ပြင်လဲဆိုတော့မင်းတို့မင်းပါမင်းတို့မင်းမကွယ်လွန်ခင်ကဒီနန်းတော်မှာအိတ်ခဲ့ပါတယ် နောက်ပြီးဒုတိယကဘာစစ်မီ တောက်လောင်ကြီးရဲ့မန္တလေးမြို့မှာတခုတည်းသောကြံ့ရင်ခဲ့တဲ့တစ်သားနန်းတော်အဆောက်အဦဆိုရင်လည်းမှန်ပါတယ်။မင်းတို့မင်းကြီးက1898ခုနှစ်အောက်တိုဘာလမှာနေဟာဆန်ခဲ့ပါတယ်။မင်းတို့မင်းနေဟာဆန်ပြီးနောက်မှာသားတော်ဒီကုံမင်းကဒီနန်းဆောင်မှာသရေချောက်တယ်ဆိုပြီးဂျုံချီခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲဒီနန်းဆောင်ကိုမန္တလေးနန်းတွင်ကနေပြီးတော့မှအိမ်တော်ကရွှေတင်းကပေါင်း1000က သိန်း2000လောက်အကုန်ခံပြီးတော့ဒီနန်းတော်တစ်ခုလုံးကိုနန်းပြင်ထုတ်ခဲ့ပါတယ်။အားကြောင့်ပဲဒုတိယကဘာစစ်မှာမန္တလေးကျုံတဲ့ဟာများအဖြစ်နန်းတော်တွေတော်တော်များများမိလောင်ခဲ့တယ်။ဒါပေမဲ့နောက်ဒါပေမဲ့ဒီနန်းတော်တစ်ခုကတော့လုံးဝအကောင်းတိုင်းကိုကျန်ရှိနေခဲ့ပါတယ်။ဒီကျောင်းတော်ကြီးရဲ့အသက်ကိုပြောမယ်ဆိုရင်သူ့ရဲ့ကျွန်းတဲ့ထွင်းထူတာရဲ့လက်ရာတွေပါပဲ။အပြင်ဘက်မှာနှကောင်းနှက်မြက်တွေ ဇက်တော်ပုံတွေရှင်တင်းတဲ့နဂါးပုံစံတွေကိုအသက်ဝင်နေသလိုထင်ထူထားပါတယ်။မိုးတန်လေတန်ကြောင့်အပြင်ဘက်မှာရွှေအောင်တွေမှီးဝင်သွားပေမဲ့အတွင်းကနေကရွှေအောင်တောက်ဝတ်မှုကတော့တိတ်ခခန္ဓာမှုကိုပြောင်းမြင်အောင်စေပါတယ်။ရွှေနန်းတော်ကြောင့်ကမြမပိသူကပညာရဲ့အထွတ်အထိပ်ကိုပြောလို့ရပါတယ်။ကြီးမားတဲ့ကျောင်းနိုင်လုံးတွေပေါ်မှာတိဆောက်ထားပြီးဘာတစ်ခုမှတန်းမှုမပါပဲတစ်သားကြီးတက်တက်နဲ့တိဆောက်ထားတာပါ။ခေါင်းမိုးတွေနေရန်လှေကားလက်ရန် တကာအားလုံးကဗုဒ္ဓဘာသာစံနိပတ်တော်တွေနဲ့ပြည့်နေပါတယ်ဒီထဲမှာအကောင်းဆုံးနဲ့အလွန်ထင်ရှားတဲ့လက်ရာကတော့အတွင်းနေရန်ပေါ်ကဇတ်တော်ကြီးဆယ်ဝဲပါအပြင်ဘက်မှာတော့ဒေဒန်မိုးတန်ကြောင့်ပစည်းနေပေမဲ့အတွင်းငန်းထဲကလက်ရာတွေကတော့အခုထိရွှေရောင်အတိုင်းတလက်လက်တောက်ဝနေသေးပါငန်းတော်ရဲ့ခန္ဓာမှုကိုပေါ်ပြနေတဲ့တခုတည်းသောတသက်ရဲ့ဖြစ်ဒီနေ့အထိကိုယ်ယူဝင်ကြောစာစစ်တီနေပါတယ်။ဒီကဒီတုကလက်ရာတွေက သူကဘုံသုံးစင်းကနေပြီးတော့မှ refrain ပြန်ယူတာဒါဆိုရင်အလဲပေါ်မှာရှိတယ်လူတွေရဲ့ကိုယ်နေထိုင်ထားတွေကိုထူထားတယ်ကျွန်ဟုတ်ပေါ်မှာဆိုရင်ညက်ပုံကိုပုံစားပြီးတဲ့နှသားတွေအလိုတကြားမင်းပုံကြီးအများကြီးရှိတယ်ကျွန်ဒီနန်းတော်ရဲ့အောက်ဖက်မှာဆိုရင်ဒီလိုဟာရှိတယ်သူတို့ကလကားတို့ဘာတို့ကိုဘယ်လိုမျိုးပုံစံထူထားတာပြီးတော့အခုဒီစားနာဟာဟိုးညက်ပုံကနေပြီးတော့မှ လူပြည်ကိုကြားလာတဲ့နှစ်သားလေးတစ်ပါးရှိပါတယ်ကျွန်တော်ကဒီတော့မန္တလေးကိုလာရောက်နေပါတဲ့အခါတကယ်လို့များနန်းတော်ကြီးအပြင်ဘက်ကိုရောက်ရှိသွားတဲ့ဘရင်ရဲ့အဆောင်မှာမင်းတို့မင်းရဲ့ဝိညာဉ်ကကိန်းအောင်နေလားဆိုတာကိုစိတ်ဝင်စားကြည့်ခြင်းရင်ဒီရွှေနန်းတော်ကြောင့်ကိုလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ဒီလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့တမိုင်းနဲ့ဘိတုကလက်ရာတွေကိုကျွန်တော်တို့ရဲ့ channel ကနေအမြဲတင်ဆက်ပေးနေမှာမို့ like and share subscribe လုပ်ပြီးကြပါဦး နောက်ထပ်ဘယ်နေရာတွေကိုလက်ပတ်စေခြင်းလဲဆိုတာ comment မှာရှိခဲ့ပြီးပါအောင်ကျွန်တော်ကတော့ရှမ်ဘလော့ကရှမ်းပဲဖြစ်ပါတယ်